ဥရောပထိပ်တန်းကုမ္ပဏီကြီးတစ်ခုကမြန်မာနိုင်ငံနဲ့ဆက်နွယ်မှုရှိတဲ့တရုတ်ကုမ္ပဏီကြီးမှယင်းနီမြုံနံမှုတွေကိုရောင်းထုတ်လိုက်ပါတယ်။ဥရောပရဲ့အကြီးဆုံးလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Airbus ဟာမြန်မာနိုင်ငံကိုလက်နက်ထောက်ပံ့မှုတွေနဲ့ဆက်နွယ်နေတဲ့တရုတ်နိုင်ငံပိုင် AVIC ကုမ္ပဏီမှယင်းနီမြုံနံထားတဲ့ဒေါ်လာတန်ပေါင်း140ကို ထုတ်ရောင်းလိုက်တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့စစ်ကောင်စီကိုဒီ လေရင်တွေနောက်ပြီးတော့အာလက်နက်တွေစစ်ဘက်အရက်ဘက်နှမျိုးသုံးပစ္စည်းတွေထောက်ပံ့နေတဲ့အတွက် AVIC ကုမ္ပဏီနဲ့မပတ်သက်ဖို့မြန်မာနဲ့ကမ္ဘာတဝန်းကစီယုံလှုပ်ဆော်သူတွေကလာပေါင်းများစွာစီယုံလှုပ်ဆော်ခဲ့ကြပါတယ်။စီယုံလှုပ်ဆော်မှုတွေလုပ်နေတဲ့ Justice for Myanmar နဲ့ဒီအာ Info Barmani ပေါ့နော်အဖွဲ့တွေက Airbus ကသူ့ရဲ့ဒီ AVIC မှာရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေအလုံးရွှေ့ပြောင်းပြီးသွားပြီဆိုပြီးတော့အီးမေးလ်နဲ့အကြောင်းကြားလာခဲ့တယ်လို့အဲ့ဒီအဖွဲ့တွေရဲ့ပြောရေးဆိုခွင့်ရှိသူတွေကပြောပါတယ် Airbus ကုမ္ပဏီဟာတရုတ်ပိုင် AVIC ကုမ္ပဏီရဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေထဲမှာအများဆုံးရင်းနှီးမြှုပ်နှံထားပြီးတော့အစုရှယ်ယာစုစုပေါင်းရဲ့900ခန့်နှုန်းကျော်ပါဝင်တာလည်းဖြစ်ပါတယ်